ကွေးလေကစားသမားအားလုံးဒီပါနဲ့တင်ထွက်နေတဲ့ Manchester United Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခိုင်းစတဖူတ်ဘောရှိုကနေကြိုးစားပါရယ်ကျွန်တော်ကိုခတ်မှာ United ရဲ့ကွေးလေကစားသမားတွေပြစ်မှတ်တွေရလဲနေတိုင်းထွက်တယ်ဒီနေ့ဆိုရင်လေချူအမန်နီရဲ့တင်တဲ့ပုတ်ထထွက်လာတယ်အဲ့ဒါကြောင့်ချူအမန်နီတယောက် United အသင်းကိုရောက်နိုင်ခြင်းရှိမရှိ United တို့ခေါ်ယူသင့်လားမခေါ်ယူသင့်လားခေါ်လို့လွယ်လားမလွယ်လားစတဲ့အပိုင်းတွေကိုဆွေးနွေးသုံးသပ်ရင်းနဲ့ ဒီကွေးလည်စုဖွဲ့မှုအကြောင်းကိုထပ်လောင်းပြီးတော့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်။ဆိုတော့အခုလိုမျိုးကွေးလည်ကစားသမားအားလုံးနှီးပါးနဲ့ကွေးလည်ကစားသမားအားလုံးနှီးပါးလို့ဆိုတဲ့နေရာမှာနာမည်ရှိတဲ့ကွေးလည်ကစားသမားတွေပေါ့ဗျာ။ဒီလိုသတင်းတွေထွက်လာတာက United ကြောင့်လည်းဖြစ်လိမ့်မယ်။နိုင်ငံကမီဒီယာတွေကြားထဲမှာဇောင်းပေးရေးတဲ့အသင်းကလည်း United ပဲ။ပြိတက်အင်အားများတာ ው ။အဲ့အတွက်ကြောင့်လက်ရှိအချိန်မှာ hype နေတဲ့ကွန်းလယ်ကစားသမားရဲ့ United တို့တောက်လျှောက်သတင်းထွက်တာပါ။အဲဒီကွန်းလယ်ကစားသမားတွေကလည်း United တို့ခေါ်တဲ့ ကစားသမားတွေကြီးပဲအဲ့တော့ United အနေနဲ့ဘယ်ကွင်းလဲကစားသမားကိုခေါ်မယ်မန်းကျွန်တော်တို့အတိအကျခမန်းလို့မရပါဘဲအတိအကျခမန်းလို့ရတာတခုဟာကွင်းလဲကစားသမားကောင်းတစ်ယောက်ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ခေါ်လိုက်မယ်ဇန်နဝါရီမှာတယောက်လားနွေရာသီရောက်ရင်တယောက်လားဒါမို့နွေရာသီရောက်ရင်နောက်တစ်နှစ်ယောက်ခေါ်ပြီးဇန်နဝါရီမှာတယောက်ကြိုခေါ်ထားမလားဇန်နဝါရီမှာပဲနှစ်ယောက်လုံးခေါ်မလားဒီအချိန်တွေပဲကျွန်တော်တို့ကြည့်ရမယ်ကွင်းလဲစုဖွဲ့မှုဟာမဖြစ်မနေပြင်ဆင်မှရတော့မှာဟုတ် အတင်းရနေထွက်မဲ့သူတွေရှိတယ်အမော်ရီမကြိုက်တဲ့သူတွေရှိတယ်အမော်ရီကလည်းခေါင်းပါတယ်မန်ယူကဥကာရီသူ့တပည့်သူ့မြေတောင်မြောက်ပေးခဲ့တာလစ်စဘွန်မှာအခုကျတော့သူမကြိုက်တော့လစ်စဘွန်ကဥကာရီမဟုတ်ဘူးလေမင်းရတဲ့သူ့ရဲ့လှုပ်အားနှုံးနဲ့ကစားတဲ့ပုံစံတွေကိုသဘောမကျဘူးအဲ့တော့ဥကာရီရဲ့အနာဂတ်ကလည်းသူ့ရဲ့ဆရာဟောင်းဖြစ်ပါစေဘူးမသေးကြဘူးဥကာရီမင်းနူးမရှိတော့ဘူးဆိုရင်တန့်တဲ့ဘရူနိုဖာနက်ကလည်းမသေးကြဘူးလေဗျကွင်းလယ်မှာ၄ယောက်လောက်ရှိတယ်အဲ့၄ယောက်ထဲမှာ၃ယောက်လောက်ကထွက်မယ်ဆိုရင်ကွင်းလယ်မှာ အင်းစ်အာသစ်နဲ့နောက်ထပ်လူတွေခေါ်မရတော့မှာပေါ့ဆိုတော့ဇန်နဝါရီမှာတယောက်နောက်လာမဲ့နေရာဒီမှာနှစ်ယောက်သုံးယောက်မျိုးစုံဖြစ်နိုင်တယ်အခုတွေ့တဲ့သတင်းတွေကဇန်နဝါရီမှာခေါ်မဲ့ကွင်းလေကစားသမားတွေရောနေရာဒီမှာခေါ်မဲ့ကွင်းလေကစားသမားတွေရောအစုံပဲဟုတ်ပြီအဲ့တော့ချူဝမ်မန်နီနဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်ဆွေးနွေးကြရအောင် United တို့ခေါ်လို့လွယ်မလွယ်ခေါ်တင့်မတင့်ပေါ့နော်โอเคမူရင်းသတင်းတွေက feature chess ကဗျ United ကချူဝမ်မန်နီကိုပထမတစ်ချိန်ကမ်းလှမ်းမှုတယ် ဲ့တော့ကတော့ Real Madrid တင်းကပယ်ချထားပါတယ်အဲ့တော့ကကန်လန်မှုသည်တောင်ရွှေချီယူရိုတန်90ပေါင်89ဒသမ4တန်းမှန်တော့လည်းမှန်ပါတယ်ချူအမနီ level နဲ့ဆိုရင်ဒီပြောင်းရွှေချီအမောင်းပမာဏလက်ရှိခင်မှာနည်းသွားပြီကျော်ယူနိုက်တက်ကဒီဒီဂျေချူအမနီကိုဆက်လက်ခေါ်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်ဆိုပြီးတော့ features မှာဖော်ပြထားတာပါဇန်နဝါရီပြောင်းရွှေ့ကာလမှာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ຫນွေရာသီပြောင်းရွှေ့ကာလမှာပို့ပြီးတော့တကယ်ခေါ်မယ်ဆိုရင်ဖြစ်နိုင်ခြေရှိတယ် ်ချူအမန်နီဒီရှီရီယယ်မက်ဒရီရဲ့ကွင်းလယ်မှာပွဲများများစွာကစားပေးနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဒီနေ့ဘောလုံးရသည်မှာဆိုရင်မက်ဒရစ်အသင်းအတွက်သူ15ပွဲကစားထားတယ်ဒါပြိုင်ပွဲဆိုပေါ့နော်မိနစ်အားဖြင့်ဆိုရင်လည်းမိနစ်1000ကျော်ဆော့ပေးထားတဲ့ကစားသမားတစ်ယောက်ပါလောလောဆယ်တော့ဒဏ်ရာပြဿနာကြောင့်ခဏအနားယူနေရပါတယ်ဒီစမှာနောက်ပိုင်းမှာပြန်ကောင်းလာဖို့ရှိတယ်သို့ပေမဲ့ချူအမန်နီရဲ့ရက်ကော့ဒ်တွေဒီလုံးဝအထင်သေးလို့မရဘူးဗျ impress ဖြစ်ရှင်စရာရက်ကော့ဒ်တွေကြီးပဲ အသက်25နှစ်အရွယ်ကစားသမားတစ်ယောက်အနေနဲ့ Real Madrid မှာ162ပွဲကစားပေးရတယ်ဆိုတာတော်တော်ကျန်းတဲ့ပွဲရည်အတွက်လို့ပြောရမယ်။သူနဲ့တူတူခေါ်ခဲ့တဲ့ပြင်သစ်သားကာမာဗင်ကဒဏ်ရာပြဿနာအားနေရနေရနေပြီးတော့နေရာသူမှာရှောက်ပတ်ကစားနေရတဲ့အချိန်ချူဝမ်မန်နီကဒီပလိုင်းမီဖီတနေရာမှာတတရကစားပေးနေတယ်။ Real Madrid ကိုယ့်လက်ပိုင်းမှာချူဝမ်မန်နီကိုအရင်မကြိုက်ဘူးဆိုသည့်တိုင်အောင်လက်ရှိအချိန်ချူဝမ်မန်နီနေရာမှာချူဝမ်မန်နီလောက်ကောင်းအောင်ကစားပေးမဲ့ DM ကစားသမား Madrid မှာလည်းမရှိဘူး။ ူတို့ကတော့ Enzo Fernandez ကိုလိုချင်တယ်ဗျချွမ်မန်နေနဲ့ Enzo နဲ့အလဲထက်တဲ့တင်းနေကျွန်တော်တို့အမြဲတမ်းကြားရတယ်ဒါပေမဲ့ Chelsea ကလည်းဘယ်လဲမလဲဗျသူတို့မှာမွာဇက်ကိုင်ဆိုရှိတာကိုချွာမန်နီကိုဘာကြောင့်ခေါ်မလဲရှေ့တဆင့်တိုးပြီးနံပါတ်8နေရာမှာပဲအန်ဇိုကိုထားမှာပေါ့အဲ့တော့ပြောချင်တာချွာမန်နီဒီကစားသမားကောင်းတစ်ယောက်ဆိုပေမဲ့ရီယယ်မက်ဒရစ်ကအရင်မလိုချင်ဘူးဒါပေမဲ့လည်းလက်ရှိချိန်မှာသူ့လောက်ကောင်းတဲ့ကစားသမားမရှိတဲ့အတွက်ဆက်ပြီးတော့ keep ထားအောင်မှာပဲယူနိုက်တက်ဘက်ကိုပြန်ပြီးစဉ်းစားကြည့်မယ် ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွေးကစားခြင်းနဲ့ဆိုရင်တော့ senior dodgers စီမှာ mount 96 einback 96 9 kilometers တို့ကိုမမတဲ့ unit ဖြစ်အဖို့စုခြေရင်နဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 6931380မှာဆက်သွယ်ဆုံးဆန်းမေးမြန်းလို့ရပါတယ်ခင်ဗျာ united ကတော့ chuamani လို့ level မျိုး ကစားသမားတယောက်ရရင်ဒါတော့ခေါ်ခေါ်ရမှာပေါ့ရရင်ပြောတာနော်အရင်ကောင်းတော့ဘူးကဘာစင်ကွင်းလေအဖြစ်ကစားသမားပဲလေအခုတန့်ထွက်သွားမလားတန့်နေရမှာပြပြပြင်ဆော့ပေးနိုင်တယ် ပြင်သစ်သားဖြစ်ပါတယ်။စာချုပ်တက်တန်းကတော့2028မှာ ကုန်မှာဖြစ်တဲ့အတွက်အရင်တော့မหนีသေးဘူးဒါပေမဲ့ဝေးလည်းမဝေးတော့ဘူးလို့ပြောလို့ရတယ်။နောက်လာမယ့်ဘောလုံးရာသီရောက်ရင်နှစ်နှစ်ထဲဝင်သွားပြီ။ပြောင်းရွှေ့ခြင်းကိုမျိုးမျိုးမြတ်ပေးပြီးတော့ခေါ်မယ်ဆိုရင် Real Madrid အသင်းနေနဲ့ပြန်ပြီးတော့စဉ်းစားကောင်းစဉ်းစားလာနိုင်တယ်။ဆိုတော့ Germany ရဲ့တန်ကြီးက United တို့ပထမတစ်ချိန်ကန်လန်တော့အမောက်ပမာဏသည်ပေါင်89ဒသမ4တန်းအဲ့ဒါများတဲ့အမောက်ပမာဏဆိုရင်ပေါင်တန်း90 100လောက်တည်းမှာကန်လန်မှာရလိမ့်မယ် အဲ့ဒီမောက်ပမာဏယူနိုက်တက်တို့၃နိုင်ပါမလားဆိုတဲ့အပိုင်းကိုလည်းကျွန်တော်ဆက်လက်ဆွေးနွေးရမယ်ဗျ၃နိုင်သည့်တိုင်အောင်တုံးဖို့အတွက်တိတ်မသင့်တော်ဘူးလို့ကျွန်တော်ယူဆပါတယ်အသက်ရွယ်ရက25ဖြစ်သွားလို့ပါဒီချိန်မှာ22နှစ်လောက်နဲ့22နှစ်လောက်နဲ့အရန်ကောင်းနေတဲ့ကစားသမားဆိုရင်တော့သူတို့ပေါင်တန်း90လောက်နဲ့ investment လုပ်ကောင်းလုပ်နိုင်တယ်ချူအမန်နီသည်25နှစ်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်ရွယ်ကအဖြစ်ဖြစ်ကြီးလာဖို့ပဲရှိတယ်နော် decline ဖြစ်သွားဖို့ပဲရှိတယ်ခြေသွမ်းမရလေအဲဒီတော့ Ineos အနေနဲ့ investment အများကြီးလုပ်ပြီး true money ကိုခေါ်ဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ယူဆမိတယ်ဒီလိုမှမဟုတ်ဘဲနဲ့ real madrid အသင်းကလည်းရောင်းချင်တဲ့စိတ်ဆန္ဒပေါ်လာခဲ့သည်ရှိတော့ true money နေရာမှာအစားထိုးဖို့အတွက် backup player တယောက်ရလာသည်ရှိတော့ပထမတစ်ချိန်ကဲလန်းနဲ့ euro တန်း90ပေါင်89ဒသမ4ဒန်းလောက်နဲ့တော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါကလေကျိုတင်ခတ်မှန်းတဲ့အတွက်ကြောင့်လက်တွေ့မှာတော့ထင်သလောက်မလွယ်ကူပါဘူးကျွန်တော်ကတော့ချူအမန်နီကိုခေါ်ရွေးရယူနိုက်တက်အတွက်အနေငယ်ခက်ခဲနေတယ် အလဲဝေးနေတဲ့အဆင့်တွေများနေရလို့ထင်တယ်အဲ့တော့ရှင်းကထွက်တဲ့ကစားသမားတွေနဲ့ကျွန်တော်တစ်ချက်ထပ်ပြီးတော့ဆွေးနွေးကြည့်အောင် Ilio Anderson Adam Warden Angelo Styler Connor Gallagher Believer ၅ယောက်ရှိတယ်အဲ့ဒီ၅ယောက်လုံးမှာတကယ်လက်တွေ့ဆန်ဆန်ကျွန်တော်ပြောလက်တွေ့ဆန်ဆန်နော်ရချင်တာကိုပြောတာမဟုတ်လူချင်တာကိုပြောတာမဟုတ်လက်တွေ့ဆန်ဆန်ခေါ်ယူနိုင်တဲ့ကစားသမားများများစားမရှိဘူးဗျကျွန်တော်၂ယောက်လောက်ပဲရှိတယ်ကော်နာကလကာနဲ့စတိုင်လာ အဲစတိုင်လာဆိုရင်ပို့ပြီးတော့ခေါ်တင်တယ်ပေါ့နော်စတိုင်လာဒီယူရို45တန်းတန်း90ပတ်ချလေလောက်နဲ့ရနိုင်တဲ့ကစားသမားဂလကာကလည်းအဲ့လိုအမောက်ပမာဏနဲ့ရနိုင်တဲ့ကစားသမားကျန်တဲ့ကစားသမားတွေကတော့သူတို့သက်ဆိုင်တဲ့အသင်းတွေကပောက်ကြရစီတီရှော့တောင်းနေတာအဒမ်ဘွားတန်းဆိုရင်လည်းပယ်လစ်ကကျစ်မှာပဲဗျတောင်းမှာပဲအနည်းဆုံးတော့အဲ့လိုပေါင်တန်း90တရာလောက်သွားမှာပဲအီလီယော့အန်ဒါဆင်ကာလို့စ်ဘလေးပါအကုန်လုံးကအဲ့လောက်တည်းကြီးပဲဆိုတော့ပြောချင်တာလက်တွေ့ကျကျခေါ်ယူရွေးယူနိုက်တက်တို့အနေနဲ့စဉ်းစားတင်တယ်ဒီလိုပဲစဉ်းစားမှာပါ လက်တွေ့မကျတဲ့ခေါ်မှုတွေကိုစ조사အထောက်အပံ့ပြုမယ်လို့မထင်ဘူးတကယ်လို့ဂျင်နာကတော့အီလီယိုအန်ဒါဆန်ကိုလူဂျင်နာတော့ဖြစ်လိမ့်မယ်အင်္ဂလန်သားဗျာလုံအားလုံးအပြည့်ဝရှိတယ်ကောင်းတယ်၈6နှစ်နေရာလုံးစော့နိုင်တဲ့ပလေယာမျိုးဒါပေမဲ့ဒေါ်တင်ဖရက်စ်ကပေါင်တန်းတရာကိုဘဇက်ကမချဘူးညနေဆွေးနွေးလို့ပေါင်တန်း80လောက်ဖြစ်ရင်လဲကောက်ခေါ်ခေါ်သွားနိုင်တာပေါ့နော်ဒို့ပေမဲ့ဒမန်စပြားနေတဲ့ကစားသမားတစ်ယောက်ကို Northern Forest ကလည်းလွယ်လင်းတကူရောင်းမှာတော့မဟုတ်ဘူးအဲ့တော့အနည်းချက်ရမယ်ဆိုရင် ယူနိုက်တက်ဒ်အနေနဲ့လက်ရှိအချိန်မှာကိုယ့်လက်ကစားသမားမျိုးစုံနဲ့တရင်ထွက်နေပေမဲ့ကျွန်တော်ကတော့လက်တွေ့ဆန်ပြီးအသင်းမှလည်းတကယ်အားကိုးလို့ရတဲ့ကစားသမားတစ်ယောက်ကိုပဲခေါ်ယူသင့်တယ်လို့တော့ထင်တယ်အခု Angelo Styler တို့ Conor Gallagher နဲ့တရင်ထွက်နေပြီမဲ့ Ruben Amorim ရဲ့တပည့်ရင် Humland ကိုခေါ်ယူတဲ့ပုံစံမျိုးကလည်းအဆင်ပြေတယ်ဗျ Humland ဆိုရင်ပြောင်းရွှေ့ချေ Euro တန်40ပတ်ချလဲတဝိုင်းလောက်နဲ့ရနိုင်တယ် Euro တန်40ကျော်90ပတ်ချလဲလောက်ကစားသမားကိုပဲလက်တွေ့ဆက်ဆံခေါ်သင့်ပြီးတော့ ယူရိုတန်း60တရာလောက်ကစားသမားတွေကနောက်လာမဲ့နွေရာသီပြောင်းရွှေ့ကာလမှာသာတေချာစီစီရင်ခေါ်တင်မှာကြောင့်30ဆွေးနေတယ်ပဲဗီဒီယိုလေးတို့မှာနားခွင့်ပြပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်